โอเคဆိုတော့ကျွန်တော်တို့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထုံးစံတိုင်းခိုင်ရိုပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာစတော့ Minecraft time နဲ့မှာပါတဲ့အတိုင်းပဲ Barrel and Java Edition မှာ account ဖွင့်ပြီးကိုပိတ်တဲ့ကြီးကို share လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးမဆိုင်ခင်မှာ channel လေးကို like and subscribe လေးနဲ့ကူညီပေးလို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစကြ Let's go โอเคဆိုတော့ကျွန်တော်တို့ဒါကတော့ Minecraft Bedrock Edition ဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဝင်ဝင်ချင်းမှာ sign up ကိုနှိပ်မယ်ပေါ့နော်ဒါတော့ပြီးရင်တော့ကျွန်တော်တို့ Minecraft အနော် page ကိုရောက်ရလိမ့်မယ်အဲအောက်ကောက်စာကိုပဲ sign in ကိုပဲနှိပ်မယ်ပေါ့နော် limit sign in နေလုပ်နေချင်းမှာဘာမှမနှိပ်ပါနဲ့ပြီးရင်ဒီ sign in page ကိုရောက်ရင်တော့ create one ဆိုတော့နှိပ်ပြီးတော့ for my sub ကိုရေးပေးပါအပေါ်စာလေးပေါ့နော် ဗန်ကန်ဒရီကတော့ကျွန်တော်တို့မြန်မာမထားပါနဲ့ဖြစ်နိုင်ရင်ကျွန်တော်တို့ United State ကိုပြောင်းပေးပါဆိုတော့ကျွန်တော် United State ရှာလိုက်ကြမယ်ပေါ့နော်ဒါကကျွန်တော်တို့ဖုန်းနဲ့ပြနေရဖြစ်တဲ့ကျွန်တော်ဗီဒီယိုလေးက a little bit of lag နေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီတောင်းမနေပါတော့ကျွန်တော်တို့ရေးရပါတော့ဘတ်ဒေးဘတ်ဒေးတိတ်ကကြတော့ကျွန်တော်တို့ session နဲ့ကြော်တာကိုထားပေးပါ session နဲ့ကြော်ရင်ဆက်ပြပါလေ session နဲ့ကြော်အောင်ထားပေးပါကျွန်တော်တို့လိုက်ထားလိုက်ရပါတော့ဆိုတော့ โอเคပြီးသွားရင်တော့ကျွန်တော် email email မှာဆိုတော့ get a new email address ပေါ့နော်အောက်ကောက်စာလေးရေးလိုက်ပြီးသွားရင်တော့ဒါမှကိုကြိုက်တဲ့ email ထားလို့ရတယ်ဘာမှမဖြစ်ဘူးဆိုတော့နော်ကျွန်တော်အဓိကကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့က K အကြီးအကြီးပါတော့အကြီးတစ်လုံးအသေးတစ်လုံးကဏ္ဍပိုင်းရရပေါ့နော်ပြီးသွားရင်တော့ next ရနေရပေါ့နော်โอเคအဲ့တော့မရအောင်ဆိုတော့ကျွန်တော်နည်းနည်းလေးပြောင်းမိလဲပေါ့ဗျာဟိုပြောင်းဒီပြောင်းလုပ်ပေးလိုက်ရင်ကြောက်ရတယ်မြင် ဒီကနေ့ကျွန်တော်တို့ password ပေါ့နော် password မှာဆိုရင်လည်းကျွန်တော်တို့ကနန်းအကြီးတစ်လုံးကနန်းအသေးတစ်လုံးနံပါတ်လေးများများလေးရိုက်ပြီပေါ့နော်ဒါဆိုရင်တော့ရပါလိမ့်မယ်အစ်စစ်ပါလွယ်လွယ်လေးပါတော့ဒီကနေ့ကျွန်တော်တို့ next ကိုနှိပ်လိုက်လေးရပါတယ်ဒီ save တွေပါရထားလိုက်ပေါ့နော် first name နဲ့ lesson ကတော့ကိုကြိုက်တာပေးလို့ရပါတယ်ဘာသာလိုရဲ့နာမည်ပထမဆုံးနေနဲ့နောက်ဆုံးနေကိုပြောတာဖြစ်တယ်နောက်အဲ့တော့ကြိုက်တာပေးလို့ရတယ် ပြီးတော့ရင် brother တို့ကိုဒီမှာသူ့အနေနဲ့ဘာလုပ်ခိုင်းမှာလဲဆိုတော့ brother တို့ဒီမှာ hat app boss ပေါ့ bro ပေါ့နော်ကျွန်တော်တို့ဒါနော် roblox ကိုကျွန်တော်တို့ပြီးလုပ်ခိုင်းမှာ brother တို့ဒီမှာကျွန်တော် VPN လေးဖွင့်ပေးလိုက်ပေါ့နော်မရဘူးဆိုရင်ပေါ့နော် VPN ဖွင့်မှရမှာပါကျွန်တော်တော်တော်များများသောဖုန်းတွေကကျွန်တော်တို့ VPN လေးဖွင့်ပေးလိုက်အဲ VPN လေးဖွင့်ဝင်သွားလိုက်မယ်လင်းမလေးပေါ်ရင်ဒီမှာကျွန်တော်18ဆိုတာကျွန်တော်တခုတည်းပေါ့နော်တခုတည်းပဲကြံဖြစ်တယ်အလွယ်လေးရွေးပေးလိုက်ပညာလေးဟိုလိုဒီလိုလေးလိုက်ပြီးတော့နည်းနည်းချိန်ပြီးတော့ပေါ့နော်အမှန် တစ်ခုပေါ့နော် why ဆိုတော့ဆိုအဲ့မှာတော့ကျွန်တော်တို့အနေနဲ့၄ခုလောက်ခိုင်းနေတစ်ခိုင်းကျန်လည်းတစ်ခုရဲ့နဲ့ပြီးသွားတစ်ခိုင်းကျန်လည်း၃ခုလောက်ခိုင်းနိုင်ရှိရမနော်ဒါဆိုတော့28ဆိုတော့2ခုပေါ့နော်အဲ့ပုံလေး2ခုပါရစားအဲကျွန်တော်ဒီ percentage ကပြောင်းလေးပြောင်းနိုင်ရှိရကျွန်တော်စီမှာတော့ဒါပေါ်လို့ကျွန်တော်ဒါနဲ့ပဲပြလိုက်ပေါ့နော်ဆိုလည်းလေးပါချက်ကြည့်အဲစင်မပြေစနဲ့ချက်ကြည့်ပြီးတုံးလိုက်ပေါ့နော်ကျွန်တော်တို့ လောက်ဟာဆင်မပြေဘူးဆိုရင်ဒါပေမဲ့တရားလေးရလွယ်လွယ်လေးပါ 3A ဆိုရင်ကျွန်တော်တို့3ခုပေါ့နော်3ခုပါလဲဆိုလေကျွန်တော်တို့ရွေးချယ်ပြီးတော့ထည့်ရလေးရပါတယ်ဘာလဲ4ခုပြီးသွားရင်နော် dan ပါ dan ဆိုရင်ဆက်ဆက်ဖြစ်သွားပါပြီဟမ်ကျွန်တော်တခုပြရရှိတယ်ဘာပြမှာလဲဆိုတော့ကျွန်တော်တို့ပြီးသွားရင်ကျွန်တော် minecraft ကို reset ချပါလဲနော် reset ချသွားလို့အကယ်၍ဒါကျွန်တော်တို့ ဒီလိုမျိုး fail to login ဆိုတာပေါ်လာရင်ကျွန်တော်တို့ OK ကိုနှိပ်ပြီးတော့ကျွန်တော်ပြန်နှိပ်ပေးပါပြန်နှိပ်ပြီးတော့ကျွန်တော်တို့အဲရွေးလိုက်ပါတော့ရွေးပြီးမှကျွန်တော်ဒီနေရာရောက်လိမ့်မယ်ဒီနေရာမှာဆိုတော့ game tag ပေါ့နော် game tag ကဆိုရင်တော့ကျွန်တော်တို့အာကိုကြိုက်တာရွေးလို့ရတယ်ပုံမှန်ဆိုလဲကိုယ့်ရဲ့ profile နဲ့ကြိုက်တယ်ရွေးအောက်မှာဆိုလဲကျွန်တော်တို့ option ၄ခုဖေးထားတယ်ပေါ့နော် idea ကိုကြိုက်တာရွေးလို့ရတယ်ဆိုတော့ okay လေလေလေးပါဒါကိုလဲ name ကဆိုရင်လဲကျွန်တော်ကိုကြိုက်တဲ့အထည်စင်နေဆိုရင်လဲအကြည့်တလုံးအသေးတလုံးနံပါတ်ရိုက်လဲပေါ့နော်ဒါဆိုတော့ရပါတယ် let's go နေလေပါဒါဆိုတော့ brother တို့နဲ့ account ဖွင့်ပြီးသွားပြီဖြစ်တယ်အမှ micro reset ပြန်ချလိုက်မယ်သူဒါသူ့ဘာသူပဲလောက်ရလိမ့်မယ်နော်ပြန်တော့ကျွန်တော် let's go ထပ်ပြီးတော့နေပြပါကျွန်တော်ဒီမှာ welcome back ပေါ့နော်ဒါလေးပေါ်ပါနဲ့ let's go နေလိုက်ဒါဆိုတော့ကျွန်တော်တို့ minecraft barrock edition မှာကျွန်တော်တို့ account ဖွင့်တာပြီးမြောက်သွားပြီဆိုတဲ့အတိပဲပါပြီးနောက်မှာကျွန်တော် account မှာပုံလင်းပေါ်တယ်ဘာကျွန်တော်တို့နေနေဒီမှာဆိုရင်ကျွန်တော်တို့ဒါ server ကြီး ဝင်ရအောင်ဆောင်ရလာပြီ server joining ကိုတော့ကျွန်တော်မသိဘူးဆိုရင်သိကျင်နေဆိုရင်ကျွန်တော်နောက်တဲ့ video မှာလုပ်ပေးမှာနော်။တော့ကျွန်တော် profile နဲ့ကြည့်လိုက် profile မှာဆိုတော့ကျွန်တော်တို့ရဲ့ဒီမှာအာကျွန်တော် Microsoft account ပြောမလားကျွန်တော်တို့ဒါ Minecraft account ပြောမလားကြည့်လို့ပြောစောလို့ရပြီပေါ့နော်။ဆိုတော့ okay Okay ဆရာကျွန်တော်ခုနကတော့ကျွန်တော် Minecraft ကြောင့် Java Edition နဲ့ပြောပြီးတာဖြစ်တဲ့အတွက်ဒီနေ့တော့အမဒီဒီနောက်ပိုင်းမှာကျွန်တော် Java Edition နဲ့တွေ့တာပေါ့နော်။ဒီစတဲ့ Java Edition ဆိုရင်တော်တော်များများဒီလောက်ကြာနေဆိုတာဖြစ်တဲ့အတွက်ဒီလောက်ကြာမှာပဲဆိုနေပြပြသားမယ်ပေါ့နော်။အဲဟိုပါပေါ့နော်အကောင့်ဖွင့်နေပြပြသားမယ်။ဒီလောက်ကြာရရချင်းဆိုရင်ကျွန်တော်ဒီဘက်မှာအဲဒီဒီလိုမျိုးဒီဘက်ကပေါ့နော်အခြား language တွေဖြစ်နေဆိုရင်ကျွန်တော်အင်္ဂလိပ် ကိုပဲချိန်ပြီးပါပြီးတော့ကျွန်တော် sign up ကိုတွားလိုက်မယ်နော် sign up တာပြီးပါရင်ဒီဘက်မှာ login login ဆိုတော့ brother တို့ရှင် account မှာပေါ်မယ် username ကိုပြောချင်တာဖြစ်တယ် username ဆိုတော့ကျွန်တော် login ရတော့ကိုပေါ့ကိုပေးချင်တာပေးလိုက်ရမယ်အဓိကကျွန်တော်နောက်တစ်ခုရှင်းပြချင်တာသူ့ရဲ့သဘောတရားလေးပေါ့နော်သဘောတရားတစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော် account ဝင်ပေး account ဝင်ဖွင့်မယ် google account ဝင်ပေး minecraft account တွေပဲဖွင့်မယ် microsoft account တွေပဲဖွင့်မယ်ပေါ့နော်သူကကျွန်တော်တို့ဘယ်လိုပြောရမလဲ အဲ့လိုပေါ့နော် letter အကြီးတစ်လုံးပါမယ်အသေးအသေးတစ်လုံးပါမယ်ပြီးတော့ကနန်းပါဒီလိုမျိုးဆိုရင်တော့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဖြစ်နိုင်ရေပုံများတာပေါ့နော်ဒါ okay မကျွန်တော်ဒီမှာ carrier 0 aa နော်ပြောရင်ဒါ good page number ပေးလိုက်ပါနော်ပြောရင်ကျွန်တော်တို့ email email ရတယ်ကျွန်တော်တို့ရှိကြမလို့ဒီမှာပဲသူကသူ email ရိုက်ပြီးတော့ထည့်လိုက်လို့ရတယ်ကိုကြိုက်တာထည့်ပေါ့နော် နော်ဘာမှမဖြစ်ဘူးအဲ့နောက်ကတော့ gmail.com ဒါလေးတော့ပါမယ်ပေါ့နော်ဒါကတော့အရေးကြီးပါတယ်နော်ဘယ်တော့မှပါကြမလို့ပါဘူးအသစ်ဖွင့်မယ်ဆိုရင်ပေါ့နော်ဒီမှာတော့ပါမယ် gmail.com ဘာဒီ password ပေါ့နော် password နေရာမှာဆိုဒီနှစ်ခုကတူပါမယ်ဒီ password နဲ့ confirm password နေရာပေါ့နော်ကျွန်တော်တို့တူနေမှရမယ်ဟုတ်ကဲ့ဆိုကျွန်တော်ဒီမှာအာဒီ password နဲ့ဒီ password နဲ့တူရမယ်ဆိုတော့ okay အာဒီမှာပေါ့နော် ါလည်းခုနကသဘောတရားတိုင်းမျိုးပေါ့နော်ကျွန်တော် K အဲတော့လက်တက်အကြီးတစ်လုံးပါမယ်ဒိတ်တစ်လုံးပါမယ်ပန်ကနန်းတစ်လုံးပါမယ်ပေါ့နော်အဲတော့ဒီနှစ်ခုကတူရမယ်နှစ်ခုဒီအရှိမပစောအရာမရိုက်ထားရဲ့ဥစ္စာဒီမှာပြန်ရိုက်ပြီပေါ့နော်ကြိုက်ဘူးနော်ဒါဆိုရင်စိုင်းနေနေလိုက်ဒါဆိုရင်တော့ဘာသာရေးအကောင့်ပွင့်သွားပါပြီဒီမှာဆိုရင်ကျွန်တော်ခါရ 088A ကျွန်တော် VV ပေါ့နော် ကျွန်တော် account ပွင့်သွားပြီဒီမှာကျွန်တော် status ပုံစံနဲ့ပြနေလဲမယ်ကိုက second နေပါ cap private ထည့်စောခြင်းနဲ့ဆိုတော့ထည့်စောလေးရပါဘူးနော် second စောရွေးဆိုတော့ဒီမှာပေါ့ကို second png ရှိရင်ဒါရပြီပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့မပြီးသေးဘူးနော်မပြီးသေးဘူး account နဲ့တက်ထည့်အောင်မယ်ဒီ user name ကို copy လိုက်ပါဒီ user name ကို copy လိုက်ပါနော်ဒီ user name ကို copy ပြီးတော့အဲ့တော့ဒါကတော့ကျွန်တော်တို့ထီလောင်ချာဟိုပါဘောနော်ထီလောင်ချာ ရဲ့ browser ပေါ့နော်ထိလန့်ကြ app ရဲ့ browser ထဲဝင်လိုက်ပြီးတော့ကျွန်တော်ဒီမှာအာကျွန်တော် config အကောင့်ပေါ့နော်အဲ့ဆောင်တားလိုက်ပေါ့နော်ဒီကဒီ username မှာကျွန်တော်အာဒီမှာ address လေးနေလား address လေးနေပြီးတော့ကျွန်တော်တို့ဒီဒီလိုမျိုးဖြစ်နေရင်ကျွန်တော်တို့နော်ဒီလိုမျိုး microsoft account တွေပဲဖြစ်နေတတ်တယ်ဒီဘက်အပေါ်ကပေါ့နော်ထိလန့်ကြတော့ဒီဆောင်ရေးပေးလိုက်ပြန် username မှာကျွန်တော်ခုနကရောရေးခဲ့ဥစားကို အာကျွန်တော် copy ကဲစာထည့်လိုက်ပါနော် password ကတော့ဒီအောက်က password ဖြစ်တယ်ဒီအောက်ကဒါပါလဲဆိုတော့ password ပေါ့နော် password ကိုလည်းခုနကတော့ကျွန်တော်တို့ခြေခဲ့တဲ့ password ထည့်ပေးရမှာပေါ့နော် wine safe and account ဆိုတာနေလဲပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ account ဝင်သွားပါပြီဒါ account ဝင်သွားပြီဒါဆိုကျွန်တော်တို့တစ်ချက် sign ကြည့်အောင် နော်တခြားဆိုင်ကြီးပဲ wait okay ဒီမှာအဲ modern studio ရိုင်းကျွန်တော်ဒီမှာဆက်လိုက်မယ် okay ဆိုတော့ကျွန်တော်တို့ခုနက Mickey Mouse skin နဲ့ကျွန်တော်ဒီမှာရပြီပေါ့နော် Mickey Mouse skin နဲ့ရပြီဒီမှာလက် tab 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 တန်းနေကြည့်လို့မရဘူးနော် ဒီမှာမင်္ဂလာစကင်နဲ့ရပြီ။ပြောရရင်ကျွန်တော်တို့ဒီမှာဇာကြီးလိုက်ပေါ့နော်။ဇာကြီးလိုက်ရင်လည်းကိုယ့်နာမည်ကျွန်တော် Cairo 088 3V ဆိုပြီးတော့ပေါ့နေပြီဆို။ Okay ။ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပါပဲ။ကျွန်တော်နောက်နေ့မှာဆိုတော့ကျွန်တော်တို့ UI တောင်းဆိုတဲ့ဗီဒီယိုကိုထပ်မံပြီးတော့လုပ်ပေးသွားပါအောင်ပဲပေါ့နော်။ So Alan Jesus United